ိုက်ကြီးမျိုးနယ်ကထုတ်လုပ်တဲ့ရိုးရာနှမင်းရှုပ်တွေကိုရန်ကုန်တိုင်းကအုတ်ကံမျိုးနယ်၊ဘိုးတိုင်းက30မျိုးတွေကိုတင်ပို့ရောင်းချနေပြီးကုန်ကျန်းရှားပါလာတာကြောင့်လောက်ကင်သူနယ်လာတဲ့လို့နှမင်းအလုံးုံတွေကသိရပါတယ်။ရန်ကုန်တိုင်းဒေသကြီးတိုက်ကြီးမြို့နယ်စက်တန်းကျေးရွာမှာ အရှင်းကနမည်အလုံးုံများစွာရှိခဲ့ပေမဲ့လက်ရှိအချိန်မှတော့ဦးတောင်းဝင်းနဲ့ဦးမြင့်အောင်အလုံးုံအပါအဝင်နမည်အလုံးုံ၆ယုံခန့်သာရှိတော့တယ်လို့ဆိုပါတယ် နမည်လုပ်ငန်းလက်ပတ်မှုနဲ့ကုန်ကျန်းရရှိမှုအခြေအနေနဲ့ပတ်သက်လို့တိုက်ကြီးမျိုးနဲ့ဆက်တန်းကျေရွာမင်္ဂလာရက်ကွက်ကနမည်အလုံယုံပိုင်ရှင်ဦးမြင့်အောင်ကရန်ကုန်မီဒီယာဂရုကိုခုလိုပဲပြောပါတယ်။ဦးလေးဦးစောတို့ဦးလေးဦးဝင်းတို့ကလည်းကျွန်တော်တို့ရဲ့ဆရာလေးပေါ့။ဆရာလေးကနေပြီးတော့ဟိုတော့အဲ့အချိန်မှာလုံတော့ဆိုရင်တဲ့အိမ်မှာလုံသမားကို၄၅၀ယောက်လောက်ရှိတယ်။အဲ့တော့တော့လှန်လှန်ပြီးပြီ။အခုကတော့ လုပ်ငန်းတွေကတိတ်မကောင်းတဲ့အတွက်မိသားစုတော့ပဲကိုမိသားစုတော့တဏ္ဍာရီပဲလုပ်နေကြတာလေအဲဒါကြောင့်မလို့ဒီလောက်ကကိုမိသားစုလုပ်လေးတော့ပဲရှိတယ်ကြည်ကြည်ပြတ်မှန်တော့တိတ်မရှိတော့ဘူးပေါ့နော်ပုံချမ်းကလည်းတအားရှားပါသွားတယ်ကိုသေးလုံးကလည်းတအားကြီးလိုက်တော့ပြောမှဆိုမကြိုက်ဘူးပေါ့ဟိုဟိုကလူကားကားတော့ပဲစားနေရတဲ့အင်းသားမျိုးလေးပဲရှိတယ်တိတ်ကြည်ကြည်ပြတ်မှန်မလုပ်နိုင်ဘူး လက်ရှိကုံချောတင်ပို့မှုအခြေအနေနဲ့ပတ်သက်လို့နမည်အလုံးရှင်ပိုင်းရှင်ဦးမြင့်အောင်ကအခုလိုဆက်ပြောပြပါထိဟိုရံမရှိဘူးဖရားတို့ပါလို့ဟိုတော့ပို့တယ်။ဘူကတော့ iPad တွေမပို့နိုင်တော့မပို့နိုင်တော့သူကဒီခုအောက်ကန်30တက်ပို့။ iPad ပဲတွားနေကြတော့။ဟိုဘက်ကလမ်းစိတ်တွေပါနေတော့သူမကိုက်တော့ဘူး။သူမကိုက်တဲ့ခါကျတော့သိနေတွားတော့ဘူး။ဘူကအဲအောက်ကန်30အဲလိုလေးပဲပေါ့။အဲ့တော့ခုလေးပဲလိုက်လိုက်ပို့တယ်။ ပို့တာတော့အဲ့လိုပဲ10တက်က15တက်လောက်ပုံမှန်လေးပဲအဲ့လိုပဲပို့နေချင်းတော့မပြီးတော့ဘူးဒီနေ့တခါတော့မပြီးတော့ဘူး10တက်လောက်ဆိုရင်ပြီးပြရင်ကတော့ဒါတော့ရပါတော့ဒါလည်းတော့ပို့လာဒါမှမဆိုရင်တော့ညက်တော့စားမကြံတော့ဘူးဘူရောတော့ကြံပါလားဘူရောဆိုတော့ဟုတ်တော့ကြာပြီ။ဘူးကကိုဘူးမိသားစုလူအားကလုံနေတဲ့အတိုင်းကလေးရှိတာ။ နမည်ရုတ်ထုလုံရှာမှလက်ပံသာရှော်သားစားတဲ့တစ်ပွားသာကုံချမ်းတွေနဲ့သာထုလုံးလေရှိပြီးပထမဦးစွာကိုလုံးပိုင်းပုံဇက်ပုံပေါ်စေဖို့တစ်သားကိုခုတ်ထရလေရှိကဘိုးမချစေဖို့စက်ကင်ရလေရှိတယ်လို့ဆိုပါအထင်အဒီနောအသိမ့်ပြုတ်လောက်ထားတဲ့ခြေလက်တွေကိုသက်ဆင်းရပြီးနောက်ဆေးသုံးချိန်တုန်းကမှန်စီရွှေချဒလက်သက်စားသဖြင့်ပြုတ်လောက်ရလေရှိတယ်လို့ဆိုပါတယ် နမည်လုပ်ငန်းလုပ်ကိုင်သူတွေအနေနဲ့လက်ရှိအချိန်မှာတော့အများအားဖြင့်မိသားစုတိုင်းတပိုင်းလုပ်ငန်းအနေနဲ့သာလုပ်ကိုင်နေကြပြီးဆယ်ရက်လင်းမြင်းစည်းရေး200ခန့်လှူဆောင်ပြီးစီကမြင်းအကြီးတစီကို7000နဲ့အသေးတစီကို8000ကျပ်စသဖြင့်ဈေးနှုန်းအသီးသီးရှိတယ်လို့သိရပါတယ်ရှင်။